အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့အိမ်မှာဇီရိုးချင်ဆက်ကြော်လေးကြော်စားပြလို့လေစားလို့လည်းအရန်ကောင်းလို့ကြော်ပုံကြော်နီးလေးကိုကျွန်တော်လာရောက်မျှဝေပေးတာဖြစ်ပါတယ်ဒီဇီရိုးချင်ဆက်ကြော်လေးကလေဟိုနေ့တော့ကကျွန်တော်ဗရက်စာကြော်လေးမှပြောထားတဲ့အတိုင်းပဲကျွန်တော်15မိုင်ဖျားဟုတ်သွားတာတော့ကလေအဲ့ရနေပြီးတော့ဇီရိုးလေးတွေတန်လို့ဝယ်လာခဲ့တာပါ အရင်ဦးဆုံးတော့လေဇီရီဟိုးလေးတွေကိုဒီမှာချိုးလို့ရတဲ့အနေအထားအထိလေရင်းတဲ့အပိုင်းတွေကိုကျွန်တော်ကဖယ်ထုတ်လိုက်မယ်ပေါ့နော်အရင်ဦးဆုံးသူကဒီအထိပ်ပိုင်းလေးတွေပဲနှုတ်တာအရင်တွေကချောင်းတိုင်းမနှုတ်ဘူးလေအဲဒါကြောင့်မို့ကျွန်တော်ကဒီချိုးလို့ရတဲ့အထိကိုကျွန်တော်ကယူမယ်ချိုးလို့မရတဲ့အပိုင်းတွေကိုတော့ကျွန်တော်ကဖယ်ပစ်လိုက်မယ်ပေါ့နော်ဒီမှာပါเนาะဒီလိုလေးချိုးလို့ရတဲ့အပိုင်းမျိုးယူပါမယ်ချိုးလို့မရတဲ့အပိုင်းတွေကိုတော့ကျွန်တော်ဖယ်လိုက်ပါမယ် အခုဒီမှာဇင်ရိုးတွေအကုန်လုံးကိုနုတဲ့အပိုင်းလေးကြီးပဲကျွန်တော်ကယူပြီးွားပြီဆိုရင်တော့ဒါလေးတွေကိုကျွန်တော်တပြားလေးရိုက်ပြီးတော့လေအနေတော်လက်တစ်စစ်စာလောက်အပိုင်းလေးတွေပိုင်းဖြတ်လိုက်ပါမယ်။ အားလုံးပိုင်းဖြတ်လို့ပြီးပြီဆိုရင်တော့ကျွန်တော်ဒီဇီယိုလေးတွေကိုစားနဲ့နာနာလေးဖိပြီးတော့နေပါမယ်။ဘာဖြစ်လို့လဲဆိုတော့ဇီယိုလေးတွေကဒီအချိန်နွေရသည်ဆိုတော့လေရေမဝလို့ရှိရင်ပအာတက်တယ်။အဲဒါကြောင့်မလို့သူ့ထဲကအရေးတွေထွက်တဲ့အထိဖိဖိပြီးတော့နေပြီးတော့ကျွန်တော်ခဏအရင်ဆုံးတော့စားလေးနဲ့ဖိထားလိုက်မယ်။ ခုဒီလိုမျိုးလေးစားနဲ့နေပြီးတော့လေ9မိနစ်လောက်ကျွန်တော်ဖိထားလိုက်မယ်ပြီးရင်တော့သူ့ရဲ့အရည်တွေကိုညှစ်ထုတ်ပြီးတော့ရေသေသေးချာစီးလိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ကြော်လို့ရပြီပေါ့နော်အခုဒီဟာလေးကလေအညာမကြီးကျင်မှာသူကလေအဲ့ဒီပကံမြန်လက်ဆောင်အညာပြန်လက်ဆောင်အိမ်မှာရထားတာ3-4ဘူးရှိတယ်ဒါပေမဲ့တော်ရုံမကြော်စားပြဘူးအခုဒီမှာခြင်ဆက်ကြော်လေးဆိုတော့လေဇေယျိုးလေးနဲ့မကြီးရွက်ကလေးနဲ့လိုက်ဖက်တော့ကျွန်တော်အခုဇေယျိုးလေးကိုဒီမကြီးကျင်လေးနဲ့ကြော်မှာဖြစ်ပါတယ် တကယ်လို့ဒီမကြီးခြင်းမရှိဘူးဆိုရင်လည်းရပါတယ်နော်ကမွန်းခြင်းရွက်နယ်ပဲဖြစ်ဖြစ်မကြီးရွက်နယ်ပဲဖြစ်ဖြစ်နောက်ဆုံးမရရင်လေမကြီးသီးမဲ့အရေလေးနဲ့ထည့်ပြီးတော့ညှစ်ပြီးကြော်လဲရတယ်မွန်မယမ်းများရှိရင်လည်းမယမ်းများလေးကိုလည်းထောင်းပြီးတော့ရင်နယ်ပြီးတော့ကြော်လဲရပါတယ်ချင်းဆက်ဖြစ်ဖို့အဓိကပဲပေါ့နော်အိမ်မှာကတော့ဒီဟာလေးအစင်းစင်းရှိလို့ဒါထည့်လိုက်တာပါ အခုကြော်တာကတော့ရိုးရိုးရှင်းရှင်းပါပဲဘာမှတိတ်မခတ်ခဲဘူးစီရတော့လေး၅ကြော်စီလေးကိုပဲတုံးလိုက်တယ်ပြီးရင်တော့လေးကျက်သွန်ညူကျက်သွန်နီပပလီရတာလေးတွေထည့်စီတက်မယ်ပြီးတော့ငှုပ်သီးခွဲချမ်းတေတချာလေးစီတက်ပြီးလို့ရှိရင်ဂူနာတော့ကရေညှစ်ပြီးတော့တေချာစီထားတဲ့ရေရိုးတွေကိုထည့်လိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာအညာမကြီးခြင်းကိုလည်းအဲ့လိုပဲရေညှစ်ပြီးတော့နည်းထားတာခြေထားတာပေါ့နော်အဲ့ဒါကိုကျွန်တော်ထည့်ထည့်ပြီးတော့ဒီမှာတေချာလေးကြော်ပေးလိုက်ပါမယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာစင်းစားငပ်ပြီးလေးအနှဲငယ်ထည့်မယ်ပြီးရင်တော့နူးသွားအောင်ရေလေးနည်းနည်းထည့်မယ်ပြီးရင်တေချာလေးမှုတ်ပေးမယ်ပေါ့နော်ပြီးလို့ရှိရင်ထင်ရ ထဲလေးတစ်ခဲထည့်မယ်ပြီးရင်ချိုမှုတ်ရတာထည့်မယ်ဒီနေရာမှာတော့လေစားလုံးဝအငံဓာတ်ကိုမထည့်ရဘူးเนาะဘာဖြစ်လို့လဲဆိုတော့လေအညာမကြီးချင်ကငံနေဗျသူကလေအဲ့လိုစားရည်စိန်ထားတဲ့ပုံစံဆိုတော့လေအဲ့တော့သူ့မှာအငံဓာတ်ပါပြီးသားဆိုတော့ကျွန်တော်ကဒီဒီအကြော်ဒီတစ်ခေါက်ကြော်တဲ့စီမှာကျွန်တော်ငံပြရည်လို့စားလို့မသုံးတော့ဘူးပေါ့เนาะ ခုဒီမှာတော့အဖုံးလေးအုပ်ပြီးတော့ရေလေးခန်းပြီးတော့ဆီလေးပြန်သွားအောင်ကျွန်တော်ကတော့တည်တင်ထားတာအခုဆိုလို့ရှိရင်ဇီရိုးချင်းဆက်ကြော်လေးကဒီမှာကြက်သွားပါပြီအဲ့ဒါဆိုရင်တော့စားဖို့ပဲကြံပါတော့တယ်ဗျာဒီဇီရိုးချင်းဆက်ကြော်လေးကိုကြော်စားကြည့်နော်ဇီရိုးဆိုရင်ကျွန်တော်တို့ကလေမကြီးမဲနဲ့ပြုတ်ပြီးတော့အဲငပိရင်နဲ့တို့နေတာအဲ့လိုပဲစားကြတယ်တချို့ကတော့တိပါတယ်တချို့လည်းကြော်စားကြတယ်ဒါမှမဟုတ်ကျွန်တော်တို့အိမ်မှာတော့လေဇီရိုးဆိုရင်ဒီလိုချင်းဆက်ကလေးကြော်စားတယ်အဲ့ဒါထမင်းလဲမိန်တယ်ပြီးတော့စားလို့လည်းကောင်းတယ်ခီးကထာကုန်ကြစီရိတ်လည်းအရင်လည်းမများဘူးထမင်းကတော့မိန်တာတော့ရှယ်ပဲအဲ့ဒါကြောင့်မလို့ကျွန်တော်ဒီဇီရိုးချင်းဆက်ကြော်နီးလေးကိုကျွန်တော်ကဒီမှာလာရောက်မျှဝေပေးလိုက် ဖြစ်ပါတယ်။အရန်စားလို့ကောင်းပါတယ်နော်ဒီလိုမျိုးလေးလိုက်ကြော်စားကြည့်ပါခင်ဗျာအရန်စားလို့ကောင်းပါတယ်။ကဲဒါဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလိုက်ကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်နော်ကျွန်တော်ရဲ့ဗီဒီယိုလေးတော့ဒီမှာပဲအဆုံးသတ်လိုက်ပါရစေ။အားလုံးပဲကျမ်းမာချမ်းသာပြီးတော့လိုရာဆန္ဒတွေတလုံးတဝရပြည့်စုံကြပါစေနော်။ကဲဒါဆိုရင်တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။အားလုံးပဲတက်တာဘိုင်း။